2025ခုနှစ်အောက်တိုဘာလ20ဒီနေ့နေ့မနေ့စောစောနှုတ်တော်ကြီးဖျားသခင်သာတက်အောင်လာတဲ့ကျွန်တော်တက်များခန်းစားပြီးတေးတာကလာသွားလာခြင်းလဲမဲ့ခွင့်ရွတ်ပြစ်စင်ပေးတဲ့ဖျက်ရှင်နာမဘုံကြီးပါစီတော်ရှေးစွာကာလချင်းကိုရွေးနော်မှုဆိုရင်နှစ်ဆနေပြီးဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ချင်းစီတက်ရှင်ခဲ့ရပေါင်းက293ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်လုံးကနေ293ရက်ဘလို့အုံပြုခဲ့လဲဆိုတာပြန်ပြောင်းဆက်စစ်ပြီးစစ်စားဆင်ခြင်လုံးတွင်အောင် ကျန်ရှိသေးတာတော့မနက်ဖြန်စပြီးတော့နှစ်ကုန်ထိ82နှစ်ပဲကျန်ပါတော့တယ်။ကျန်ရှိသေးတဲ့82နှစ်ကိုလည်းကာလချွန်အကောင်းဆုံးရွေးနုတ်ပြီးတွာလာခြင်းလည်းပို့လို့ကရှေးကစွာတိုက်တွန်းလို့ဆိုပြစေ။ဒီကနေ့ My Blessed Morning အစီအစဉ်အဓိကခြေပြုမဲ့ကျမ်းစာတော့ရှေးလူကခရစ်ဝင်ခန်းကြီး27အပိုင်ငယ်3ဖြစ်ပါတယ်။ငါမှန်ဆိုသည်ကထိုဆင်းရဲသောမိုးဆိုးမှသည် အခြားသောသူအပေါင်းတို့ထက်ပါ၍တွင်ချပြီ။ ပတ်ကြွနှုတ်ဘတော်သက်ရှင်သာရောဖြစ်တိုင်းကြောက်တဲ့ဘောဟာဘုရားသခင်သည်အတိတ်တပံပြလဲကောင်းချီးပေးပါစေတော့အာမင်အရှင်ရှုဖျားကဗိမာန်တော်ဗာနာတိုက်ထဲမှာလူတွေငွေကြီးသွန်ချနေတာကိုကြည့်ရှုတယ်လို့ပြောပါတယ်။ကြာခုနကျွန်တော်ဖတ်ခဲ့တဲ့ရှင်ကခရခိုင်၂၁အပိုင်ငယ်၁မှာနော်ငွေရတတ်သောသူတို့သည် အလှူဒါနကိုဗာနာတိုက်ထဲသွန်ချတာကိုမြင်တယ်လို့ပြောပါတယ်။ အပိုက်ငယ်နှစ်ကြတော့မိုးဆိုးမတယောက်ကဆင်းလဲဆင်းရဲတယ်ကြီးဒီဒင်ကနှစ်ပြားရှားခရဏနိုင်ရှင်ပိုင်တပဲလောက်တန်တဲ့ကြီးဒီဒင်ကလေးနှစ်ပြားကိုသွန်ချတယ်လို့မြင်ပါတယ်အဲ့ချိန်မှာရှင်ကမိုးဆိုးမအပေါ်မှာချီးမွမ်းတာတွေ့ရတယ်ဘာကြောင့်လဲငါအမှန်ဆိုသည်ကားဆိုပြီးတော့ဒီမိုးဆိုးမကအခြားသော သူကပေါင်းထုတ်တဲ့သာရွတ်သွန်ချပြီဘာကြောင့်လို့ပြောနိုင်ရတာလဲ အပိုင်ကလေးမှာအခြားသောသူအပေါင်းကမိမိတို့ကြွယ်ဝတော်စီစဉ်နေနှုတ်ပြီးမှခြံထားသေးတယ်ပြောတာတချို့တော့နှုတ်ပြီးမှသွင်ချဒီအမျိုးမိကြတော့မော်ဆိုးမကတော့အလွန်စင်းရဲလက်ပင်မိမိအသက်မွေးစရာရှိတဲ့ပြောင်းကိုသွင်ချလိုက်တာကုံသွားပြီအကုန်ပြေးလိုက်တာဖြစ်ပါတယ်ဟောဒီအမှုရနေပြီးတော့ကျွန်တော်ပီကန်းချင်းမှခဏခဏပြောဥပါတယ်အရှင်ကဘာနာကွေးထဲတာအားလုံးသိတယ်ဟောမနေ့ကဆိုရင်သခင်ပြားနေဆိုတော့ ကျွန်တော်ဒေသတော်တည်တည်မှာငွေချေထည့်မယ်ပါဝင်ကြမယ်ပေါ့လေဘုရားခင်နိုင်ငံတော်အတွက်ဘုရားခင်တာနာလုပ်ငန်းအတွက်ဟာလာကျွန်တော်ပါဝင်ကြမယ်အပေါင်းတဲ့ကဘုရားခင်မြင်နေဆိုတာသိဖို့နောက်တရားနေ့ဒုတိယချက်ကဘာလဲဆိုရင်ကျွန်တော်ဘလောက်ပေးနေတာထက်ဘလောက်ခြံသားလဲဆိုတာထိုးရှင်းကြည့်တယ်အမျိုးသီးဘလောက်ခြံသားလဲတုံညအားလုံးတုံချရတယ်ပြောတာအောင်ကျန်တဲ့ငွေရတဲ့သူတွေကဘလို့တုံချရတယ်ခြံရစ်ပြီးမှနော် ကျမ်းစာပြောတဲ့စကားနဲ့ဆိုလို့ရှိရင်နော်မိမိတို့စီစဉ်နေနှုတ်ပြီးမှအလူတော်စုတဲ့ကိုထဲ့တယ်အလူငွေတဲ့ထဲ့လိုက်တယ်ပေါ့လေအဲ့မိမကကြတော့မဆုမကြအလွန်ဆင်းရဲပင်မိမိမှာရှိတဲ့အသက်မွေးစရာရှိတဲ့မြ။ကုံပြီအရာခသိင်းပြပလိုက်လား။အဲ့ကြောင့်ဒီကနေပြောကိုယ်တက်တာတဲ့ကျွန်တော်ပြီးကန်ချင်းဟာလားဘလောက်ပြီးနေတာဒါလူကတော့ဘလောက်ပြီးတာပေါ့မကုံနဲ့ကျွန်တော်ဒီအပတ်မှာဘလောက်ဒီတက်လာမှာဘလောက် နေ့ဒီတင်းလုံးမှာဘလောက်အဲ့လိုမျိုးကျွန်မဖြစ်တတ်ပါတယ်ဘလောက်ပြီးတယ်ဆိုတဲ့အပေါ်မှာဝင်ချွားဝါချွားတက်တယ်ဒါပေမဲ့ပေးနေတဲ့အထက်ကိုယ်တက်တာဘလောက်ကြံချန်ထားတယ်ဘလောက်ချန်ထားရဲတယ်လဲအဲ့တော့တခင်ပြာကြည့်နေတယ်ဆိုတော့အတ္တမတိချက်ချင်းနဲ့သူလာမနာကကလားဘုရားသခင်နဲ့ကိုချက်ပြန့်ဖို့အတွက်ပါဝင်ကြတဲ့ခါတိုင်းမှာဒီဝင်ငါချက်လေးကိုသတိကြရအောင်လို့ဟောတိုက်တွန်းလိုပါတယ်ကြာရင်တော့ကတော့လေဝင်ငါချက်အဖြစ် အကြောင်းတော်ဘုရားသခင်သည်အသစ်တပံပြန်လဲကောင်းချီးပေးပါစေတော့သုတောင်းနှံကြပါစို့ပြတော်ရှင်ဘုရားအရှင် ရှုဘုရားကဗန္ဒတိုက်ထဲမှာငွေတွန်းချတော့မြင်ပါတယ်ငွေရတဲ့သူတွေတွန်းချတာလည်းကြည့်ပြီးပါတယ်စင်းရတဲ့မုတ်ဆိုးမတယောက်လည်းသူ့မှာရှိသမျှကိုတွန်းချတာလည်းမြင်တယ်လို့ပြောပါတယ်အဲကြောင့်မုတ်ဆိုးမကိုချီးမွမ်းနေဘာကြောင့်လို့ဆိုရင်ရှိသမျှကိုတွန်းတဲ့ကြောင့်ပဲဖြစ်ပါတယ် ဇတိမှုရာနေပဲတော်တော်ဘွားတက်တာဒီအတွက်ပေးကန်းတဲ့ခါတိုင်းမှာသခင်ပြားမြင်တယ်ဆိုတာသိမှတ်ပြီးဘလောက်ပြီးနေတယ်ဆိုတာတည်းဘလောက်ချန်ထားလဲဆိုတာကိုအရှင်ဟာသိနေတယ်ဆိုတာကိုအသက်တော်မှာမှတ်ကျုံပြီးတော့ရေရောစွာနဲ့ရရှိနိုင်ငံတော်ကရက်တန်တဲ့လုပ်ငန်းတွေကိုပါဝင်နေပို့လို့ငါနှစ်ခရရစကားကြားနေတာမိတော်ချင်းစိုးကောင်းကြီးပြီးရင်လမ်းပြပြီးပြပြင်ပို့ဆောင်ပါမိကြောင်းတပါပြောသားတော်အရှင်ယေရှုဖခင်နာမတော်မြတ်ကိုပြီးပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူ ဆုတောင်းအပ်နှံ့ကြပါရပါဖျာသခင်အာမင်ရမေနတို့ပြည့်ကျင်တာတော့ဒီနေ့20ရက်မနက်ဖြန်ဆို21ပေါ့နော်လာတလာရဲ့တရက်17ရက်21အားလုံးသိထားပြီးသားပါမွန်တဆန်နိုင်ပါမိဘများတမန်တော်ရစီစီရှိတယ်မနက်ဖြန်ရှိပါတယ်လို့ဒါအီစီမှာယုံကြည်သူမိမြန်ထားတဲ့မိကွန်တွေကိုကျွန်တော်ထေချာပေးဖို့ရှိတယ်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ချွတ်တင်ပြီးအာပေါ်ပြလိုပါတယ်လို့ တော့ဒီနေ့ဝင်ကားချက်ကိုလည်းပီကန်ချင်းနဲ့ဆိုင်လာဖြစ်တဲ့အတွက်ကြောင့် public မှာ share လုပ်ပေးပါအောင်လို့ကျွန်တော်တောင်းဆိုလိုပါတယ်လို့ဆိုသွားမယ်သူရောက်တဲ့ပုံမှာဖျားသခင်ကြီးမားနဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော့မူပါစေတော့အာမင်